ရဏဂုံ၃ပါးနဲ့ကိုပါသောတိလတ်တော်မြတ်ကို ခံယူကျင့်သုံးစောင့်တည်ပြီးတဲ့ခမံတရားဓမ္မနာခံကြမယ်ပွားများကြမယ်အထောက်ကြမယ်ဒါကြောင့်ယောဂီသူရဇင်းများမိမိတို့ဆင်းပြေတဲ့ခန္ဓာကိုယ်ဣရိယာပုဂ္ဂိုလ်ယူနာဂတရားနာဉ္ဉံကခန္ဓာဒီမှာကြည်ကြရမယ် ယခုယောဂီတို့တရားစခန်းတွေဝင်ကြတဲ့တရားဓမ္မတွေအားထုတ်ကြတော့ဘာဖြစ်စေတလဲလို့မေးရင်အကျိုးတရားတွေကတော့အများကြီးပဲပြဇုပန်အကျိုးသံတရားအကျိုးဘုရားရှင်ကတော့ဧကယနောအယံဘိက္ခဝေမေဂောတတ္တနာဝိတုဒ္ဓိယံ သောကပရိဒေဝာနံသမတ္တကမယဒုက္ခဒိုမနသာနံအထင်ကမယစိတ်ရှမ်းသာဖို့တခုတည်းသောလမ်းကြောင်းဟာတရားအားထောက်ခြင်းပဲဧကယနုဧကဧကယနုအယံဘိကဝေမက်ကိုတလမ်းပဲရှိတယ် ကြံတဲ့ယောဂီတို့ဖြုတ်ဖြူရေးကိစ္စတွေဘလောက်ပဲသွားသွားသူငယ်ချင်းတွေအပေါင်းအသင်းတွေနဲ့ဘလောက်ပဲပြောပါပြောပါဒါတည်းဟန်တစ်ခဏပဲရေချေစိတ်ချမ်းသာဖို့အတွက်တဲ့ only one way တစ်ခုပဲရှိတယ်အရာသည်တရားအထောက်ခြင်းပဲတဲ့နောက်ဒုက္ခဒေါမနသာနံအထင်ကမာယသောကပရိဒေဝနံသမတိုက်ကမာယ စိုးရင်ချင်းဟိုကြွေးချင်းဘယ်ဟာမစိုးစိုးရင်လေလူမှုရေးကြောင့်စီးပွားရေးကြောင့်နိုင်ငံရေးကြောင့်အရေး30ကြောင့်စိုးရင်တဲ့စိတ်ဖြစ်ရသည်စိုးရင်လွန်းလို့မခံနိုင်ရင်ငိုကြွေးရသည်ပူဆွေးရသည်အဲ့ဒီလိုဒုက္ခမျိုးစုံကိုလေခံနိုင်ရရှိသွားမည် ပြဒနာတွေဘလောက်ရှိရှိ ပြဒနာတွေဘလောက်ပဲများများကိုယ့်ရဲ့နှလုံးသားတည်းကိုဝင်ရောက်မကျူးကျော်နိုင်တော့ဘူးခံနိုင်ရည်ရှိသွားပြီပယကြီးထေပါရာကတော့ကောင်းစွာစိတ်ထူထားတဲ့တိုင်ဟာလေကြောင့်မတုံလှုပ်နိုင်တကယ်တော့တရားရှိသွားတဲ့ပုဂ္ဂိုလ်တွေဟာ တနည်းအားဖြင့်သောတာပန်ပုဂ္ဂိုလ်ဟာလောကဓာတ်ကြောင့်တုံလောက်ခြင်းမရှိတော့ဘူးယခုလည်းပဲအဲ့ဒီလိုတုံလောက်ခြင်းမရှိဘူးဆိုတဲ့အကျိုးတရားကိုရုပ်ပြီးတော့ရသွားပြီနည်းနည်းသိရင်နည်းနည်းခိုင်သွားမှာပေါ့များများသိရင်များများခိုင်ခန့်သွားမယ်ဒုက္ခဒေါမနသာနာအဋ္ဌင်္ဂမယကိုယ်ဆင်းရဲစိတ်ဆင်းရဲ တရားတည်သွားရင်အိုးယုံ난ဘိလို့တည်သွားတယ်။ငါနာရမဟုတ်တော့ဘူးဘာမှမဖြစ်တော့ဒုက္ခဒေါမနသဏ္ဍာအဋ္ဌင်္ဂမယဒုက္ခဒေါမနသဏ္ဍာကိုဆင်းရဲစိတ်ဆင်းရဲတွေကိုလေကြော်လွှမ်းဖို့တဲ့လွန်မြောက်ဖို့အတွက်တရားဓမ္မတွေအထောက်ရမယ်။သာတိတွေ့တာကတော့ သကုံဘဂဝေအာဇာနံအပတံယထာဘုဒ္ဓံသောတံဘဂဝေအာဇာနံအပတံယထာဘုဒ္ဓံယူပံဘဂဝေအာဇာနံအပတံယထာဘုဒ္ဓံကာယံဘဂဝေအာဇာနံအပတံယထာဘုဒ္ဓံသရောဒကမျက်စိကိုမတိဘူးမမြင်တဲ့ပုဂ္ဂိုလ်ဟာ ထောက်တိုင်းမှန်စွာမျက်စိကိုမသိမမြင်တဲ့ပုဂ္ဂိုလ်သည်ကာယိကဒုက္ခဝရဏံတွေကိုခံစားရနိုင်တယ်လို့ဖွင့်ထားတဲ့တဏှာတွေ့စရတိကဒုက္ခကိုလည်းခံစားရနိုင်တယ်ကိုယ်စင်ကြီးစိတ်စင်ကြီးဖြစ်မယ်ပေါ့နာကိုထောက်တိုင်းမှန်စွာနာကြီးကိုမြင်ုံသက်သက်ပြောတာမဟုတ်ဘူး ယထာဘုဒ္ဓံဟောက်တိုင်းမှန်စွာနာယတကေအဖြစ်မှန်ကပါလေနာတိအနိစ္စသဘောဒုက္ခသဘောအနန္တသဘောရှိတယ်နာဆိုတဲ့သဘာဝတရားကြီးကကြားတယ်ငါကြားတာမဟုတ်ကြားတယ်မြတ်အမျိုးမျိုးစိတ်ကလေးဖြစ်နေတာကလည်းပဲစိတ်ကိုကိလေသာဆိုတဲ့အကောင်ကတဏ္ဏဆိုတဲ့အကောင်ကဝင်ရောက်နှုတ်ရှက်ဖြစ်စည်းနေလို့ဒီလိုဖြစ်နေတာဖြစ်တဲ့မြတ်ငါမဟုတ်ဘူးလို့ ယထာဘူတံဟောက်တိုင်းမှန်စွာ မျက်စိကိုမြင်တဲ့ပုဂ္ဂိုလ်သည်နာကိုမြင်တဲ့ပုဂ္ဂိုလ်သည်ကာယကဒုက္ခစရတိကဒုက္ခကလွန်မြောက်မယ်အဇဏံအပ္ပတံမတိဘူးမမြင်ဘူးဆိုတဲ့ပုဂ္ဂိုလ်ကတော့ဒါဒီဖြစ်မယ်ဒါဖြင့်ယောဂီတို့ တရားဓမ္မရှိရင်ပြစ္စုပန်လေးရှင်းတာရဲတန်တရားလေးရှင်းတာယောဂီတော်ယကိုအိမ်မှကြည့်လိုက်စင်ရည်သားအိမ်ကလေးတအိမ်လောက်ယောဂီတော်စိတ်မရှင်းတာဘူးယောဂီတော်တိုက်ကြီးတွေနဲ့ရှင်ဝိုင်းအခြေကြီးတွေနဲ့တိုက်ကြီးတွေနဲ့နေနိုင်တဲ့ရှင်ဝိုင်းအခြေကြီးတွေနဲ့ဂါရီနောက်ဆုံးပေါ်စီနိုင်တယ်စာရှင်သာစာနိုင်တယ်ဝတ်ရှင်သာဝတ်နိုင်တယ် ေးဒါပဲမဲ့ဟောဘက်ကကျူးအိမ်ထေကနေတဲ့သူတွေတော့စိတ်မယမ်းတာဘူးမยีနိုင်ဘူးမမပြောနိုင်ဘူးအဲ့ဒါဘာလို့နေတာတော့တရားလို့နေတာပြည့်စည်များတဲ့လောက်စိတ်မယမ်းတာဘူးပူလောင်မှုအတွက်ပဲဖြစ်သွားတယ်ပူလောင်ဖို့အတွက်ပဲဖြစ်သွားတာ သုံးခုရှိတဲ့ပုဂ္ဂိုလ်ကသုံးခုစာပူလောင်ရတယ်။ကုမ္ပဏီနှလုံးရှိတဲ့ပုဂ္ဂိုလ်ကနှလုံးစာတစ်ခုရှိတဲ့ပုဂ္ဂိုလ်ကတစ်ခုစာပူလောင်ရတယ်။ဒါဖြင့်ကုမ္ပဏီကိုဖြစ်သိမ်းရမလားဖယားကုမ္ပဏီကိုဖြစ်သိမ်းဖို့မလိုဘူးစိတ်ကိုပဲပြုပြင်ရမှာ။စိတ်ကိုပြုပြင်ရမယ်။စိတ်ကိုပြုပြင်နိုင်ရင်နောက်ထပ်လေးလုံးထပ်ဖွင့်ကုမ္ပဏီ ောက်ထပ်လုံးထပ်ဖွင့်ရတဲ့ကိစ္စမရှိဘူးစိတ်ကိုပြုပြင်ဖို့ပဲလိုတာဒါဖြင့်ယောဂီတို့တရားထိုင်ခြင်းရဲ့အကျိုးကတော့အများကြီးပဲပြစ္စုပန်စိတ်ချမ်းသာရေးပျို့ပျို့ရွှင်ရွှင်နေနိုင်ရေးအကျိုးတွေအများကြီးပဲတရားမတိုင်တိုင်ရင်စိတ်ကိုမပြုတ်ပြင်းနိုင်ဘူးသီးမခံနိုင်ဘူး ရန်လိုမဲ့ရန်ထောင်းမဲ့ငန်းစိုတဲ့ဟာကြီးကကြီးထွားနေတော့ကိုယ့်ရဲ့အတ္တကိုထိခိုက်စရာများ တွေ့ရင်တခါရင်အာငရေလည်းမရှိအဝီစီလည်းမရှိနံပြီလည်းမရှိ30ပုံပြောက်ငန်းတစ်ခုပဲရှိတာအဲ့ဒီရှိတခြားအချိန်မှာတော့30ပုံရှိတယ်နိုင်ပါလည်းရှိတယ်အပေလေးပုံလည်းရှိတယ်လူပြေနတ်ပြေအကုန်ရှိတယ် ကိုယ့်ရဲ့အတ္တကိုထိခိုက်လာပြီဆိုရင်ငရေလေးမရှိတော့ဘူး၊နတ်ပြည်လေးမရှိတော့ဘူး၊နိုင်ဝံလေးမရှိတော့ဘူး၊ဖယားလေးပြောက်၊တရားလေးပြောက်၊ဘုံကြီးလေးပြောက်။ဘလို့ပြောလိုက်ရင်ကောင်းမလဲ၊ဘလို့ကာကွယ်ရင်ကောင်းမလဲ။ဒါပဲတွေးတာ။ဒါကြောင့်ယောဂီတို့တရားသိချာမလောက်ထားရင်တော်တော်အန္တရာယ်များတယ်။တော်တော်အန္တရာယ်များတယ် ကိုကိုကိုမထိန်နိုင်အန္တရာယ်ကတော်တော်များတယ်ပြောတာဆိုတာလှုပ်တာဂိုင်းတာမထိန်နိုင်ဘူးဒါကြောင့်တရားရှိဓမ္မအစဉ်ပြေမယ်အဲ့ဒါလူတိုင်းဘုံကြီးရောလူရောသီလရှင်ရောအလုံးတရားမရှိထားရင်လုပ်ငန်းလုပ်လို့မရဘူးကုမ္ပဏီဖွင့်လို့မရဘူးမိသားစုနဲ့မနေနဲ့တရားမရှိဘူး မိသားစုကိုပြဿနာရှာအောင်မှအများနဲ့အလုံးမလုံးနဲ့အများကိုပြဿနာရှာမှန်ပဲတနေ့သူရဲ့အတ္တကို ထိခိုက်လာရင်တော့ငရေပဲရောက်ရောက်အဝီစီပဲဂျုတ်ကဂျုတ်ကလုံမယ်ဆိုတဲ့ပုံစံပေါ့မလုံရေးတာမရှိဘူးကြွေးကြိုလိုက်သေးတာအတ္တဘလောက်ကြီးတယ်လို့ထုတ်ပြလိုက်တာပဲ ကြောင့်ယောဂီတို့တရားဓမ္မကရှိကိုရှိရမယ်မရှိရင်ယောဂီတို့ဘလောက်ပဲပိုင်ဆိုင်ပိုင်ဆိုင်အလကားပဲဒီရဲ့အရတာကိုလည်းခံစား နိုင်မှာမဟုတ်ဘူးတန်ဖိုးကိုလည်းသိမှာမဟုတ်ဘူးဒါဆိုယောဂီတို့တရားရှုမှတ်တာတော့ဟုတ်ပြီတရားရှုမှတ်တဲ့ဤစနစ်ကလည်းယခုတာပုံမှုတော့ပေးလိုက် ဒီတရားတွေကိုပြန်နာပြီးတော့ယောဂီတို့ပြန်ရှုယုံပဲပြန်ရှုယုံပဲယောဂီတို့ဉာဏ်ရှိရင်ရှိသလားဒီတရားကသောတာပန်လေးဖြစ်နိုင်တယ်တဂရကံလေးဖြစ်နိုင်တယ်အရှိခံအဆင့်ဆိုပြီးတော့အရှိခံတတ်တတ်ရင်တော့မရှိဘူးမဟုတ်ဘူးဘုရားရဲ့တရားရဲ့တရားဟာတလုံးသိရင်အဲ့ဒီတလုံးနဲ့လည်းပဲသောတာပန်တဂရကံအနာကံယဟန္တာဖြစ်နိုင်ပြီကိုယ့်ရဲ့ဉာဏ်နဲ့ပဲဆိုင် တရားရဲ့အစွန်းတတ္တိကတော့ရှိပြီသားပြည့်ပြီသားကိုယ့်ရဲ့ဉာဏ်နဲ့ဘလောက်သုံးသနိုင်မလဲဒါပဲမူတည်တာသာဆိုရင်ယောဂီတို့မိမိရဲ့စိတ်ကလေးကိုပြုပြင်ဖို့အတွက်တရားရှိရင်အလုံးပြုပြင်ပြီးသားဖြစ်သွားတယ်။တရားကြီးပြုပြင်ရေးစာတွေဖတ်ဖို့မလိုတော့ဘူးသူက။ ပြုပြင်ရေးစားတွေကိုဖတ်ပြီးတော့ပြုပြင်ထားတဲ့ပုဂ္ဂိုလ်ကတကယ်စိတ်ထိခိုက်စရာနဲ့ကြုံတွေ့လာရင်သူလည်းမပြုပြင်နိုင်တော့တိတော့တိတယ်မလိုက်နာနိုင်ဘူးဆိုတာဖြစ်သွားတယ်တရားနဲ့ပြုပြင်ထားတဲ့ပုဂ္ဂိုလ်ကြတော့တိလေတိတယ်လိမ့်လေလိမ့်နာနိုင်တယ်ဒီလိုသူကနှစ်ဖက်လုံးပြည့်စုံသွားတယ် ဒါဖြင့်ယောဂီတို့ကိုယ်ကိုယ်ကိုငါကောင်းကျိုးရှင်းတာကိုလိုလားသလားမလိုလားသလားအဲ့ဒါကိုမေးပြီးတော့တရားရှုမှရမယ်။တရားထိုင်တယ်တရားရှုတယ်ဆိုတော့ဒီတခုလေးကြည့်ပြီးတော့တရားမထိုင်တဲ့တရားမမှတ်တဲ့ပြင်းကြီးလာတဲ့အကျိုးကိုမြုံလင်းတယ်။ငါတရားထိုင်လိုက်ရင်တရားရှုလိုက်ရင်အယံရှင်းတာတော့မှစိတ်ကလေးကြည်လင်သွားတော့မှပဲ။ လုပ်ငန်းကိုင်ငန်းတဲ့အစဉ်ပြေတော့မှပဲဆိုတဲ့ဒီကောင်းကျိုးကိုမျိုးလင့်တရားမယ်အဲ့ဒီကောင်းကျိုးကိုမျိုးလင့်လိုက်ရင်တရားအားထုတ်လို့တဲ့စိတ်ကလေးများ ဖြစ်ပေါ်လာတယ်မဟုတ်ရင်ယုတ်ပြီးတော့မရဘူးအရှင်ကြာရင်ပြင်းတာပဲဒါကတော့ယုတ်ပြီးတော့တရားရှုမှရေးဘလောက်အရေးကြီးတယ်ဆိုတာ ਨੇ ပတ်သက်လို့ပေါ့ ပြီးတော့ယခုယောဂီတော်ဘုံဘုတော်သွားနေတဲ့ရှုွက်ရှုနီယောဂီတော်ရှင်းပြီလားတော့မသိဘူးရှုွက်ရှုနီခန္ဓာကိုယ်ကြီးကိုဒီလိုထိုင်နေတယ်ပြန်ကြည့်ပြီဆိုတာနဲ့ပုံတဒံကြီးကို အာယုံမပြုတ်ဘဲနဲ့ ယခုမြင်နေတာကြားနေတာတွေ့ထိနေတာ သိနေတာအဲ့ဓာတွေကိုပဲစုလိုက်။ဟာအဲ့ဓာတွေအစုအပုံပဲလို့ထင်မြင်လိုက်ရတယ်။အဲ့ဓာတွေစုပုံထားတဲ့အစုအပေါင်းကြီးပဲ။လူယောက်ျားမိမဆိုတာခန္ဓာပုံတံကို ကြည့်ပြီးတော့ပြောတာ။အဲ့ဓာကပြင်းညာ တကယ်ပရမတ်ကတော့ယခုမြင်ခြင်းတတ္တိကြားခြင်းသဘောတွေ့ထိခြင်းသဘောတွေ့တော်သိခြင်းသဘောနံယူခြင်းယတ္တသိခြင်းသဘောဩဓာတွေပဲရှိပါယောလံသူရဘခန္ဓာကိုယ်ကြီးကိုကြည့်လိုက် ပြန်တော့လေဓာတွေပဲရှိတယ်သူရဘခန္ဓာကိုယ်ကိုကြည်လိုက်ပြန်တော့လေဓာတ်တွေပဲရှိတယ် မိမိခန္ဓာကိုယ်ကြီးကိုကြည်လိုက်ရင်လေဒါတွေပဲရှိတလောကလုံးကိုကြည်လိုက်ရင်လေဒါတွေပဲရှိတယ်လောကကြီးမှာလူရည်လို့လက်ညှိုးထိုးစရာ မရှိဘူးယောက်ျားမိမရည်လို့လက်ညှိုးထိုးစရာမရှိဘူးမြင်တတ်တဲ့တတ္တိကြားတတ်တဲ့တတ္တိ ဒုတိတတသတိဒွေတောတိမြင်တတဲ့သတိဓာရေပဲရှိတာတလောကလောနံရှုတယတတိတတဲ့သတိဟောကြည်စဉ်ခန္ဓာဒီမှာ သတိ6မျိုးဓာရေပဲရှိပါရောလားအပြင်ကိုကြည်လိုက်ရင်လည်းအစင်အတန်အနအယတာအတွေ့အထိအာယုံအတွေ့အာယုံဟောဓာရေပဲရှိတယ် လူလည်းမရှိယောက်ျားလက္ခဏာလည်းမရှိမိန်းမလက္ခဏာလည်းမရှိလူလည်းမရှိတရိစ္ဆာန်လည်းမရှိနတ်ဆိုတာလည်းမရှိနတ်တတုတဲ့နတ်အိတိနတ်ပူရိတောနတ်အညိုနတ်ကတ္တစီတစုံတရတစုံတခုမရှိတဘာဝတရားတွေပဲပြန့်နှံ့ပြီးတော့တည်ရှိနေကြတယ်အဲ့ဒီတဘာဝတရားတူရတူရ သူပုံစံနဲ့သူဆုလိုက်တော့အလုံးအရှင်းရှင်းထောက်ပံ့တယ်ပြုတ်ပြီးတော့ဒီဟာကသွားလာလှောက်ရှားနေတာပဲရှိတယ်အဲ့ဒါကငန်းတော့အထင်းသေးလွဲ့အမျိုးမျိုးတွေယူပြီးတော့ဒုက္ခတွေရောက်နေတာ ဆက်ကလေးကိုအေးချင်းချင်းလန်းလန်းဆန်းဆန်းထပ်ပြီးတော့နှလုံးသွင်းပေးပါ တဘာဝတရားတဘာဝတရားတွေပဲရှိတယ်တရားလေးနှလုံးသွင်းကြည့်လူယောက်ျားမိမပုံပန်းတန်တန်ဆိုတာယောဂီတို့စိတ်ကူးထဲမှာပေါ်နေတယ် တကယ်ထင်တယ်ရရမရှိဘူးဒါကြောင့်ပညာပရမတ်ဆိုတာတကယ်ထင်ရှားတယ်တဲ့ဘာတွေထင်ရှားနေသလုံးကြားတာတွေထင်ရှားနေတယ်တွေ့ထိတာတွေထင်ရှားနေတယ်တွေ့တော့တာတွေထင်ရှားနေတယ်မြင်နေတာတွေထင်ရှားနေတယ်နာယူတာရတာတိတာတွေထင်ရှားနေပါတယ် တဘာဝတရားတွေပဲတဘာဝတရားတွေစုပေါင်းထားတဲ့အစုအပုံပဲလို့မြင်ကြည့်လိုက်မြင်နေတယ်ကြားနေတယ်တွေ့ထီနေတယ်တွေ့တို့နေတယ်အဲ့ဒါတွေစုပေါင်းထားတဲ့အစုအပုံကြီးအဲ့ဒီမြင်တဲ့ကြားတဲ့ရဲ့နောက်ွယ်ကအဝိဇ္ဇာတဏ္ဏဥပါဒံတွေရှိနေတယ် တို့ကဒီလိုတွေ့ဒီလိုကိုဒီလိုတတ်မှတ်ဒီလိုနှစ်သက်ဒီလိုမကြိတ်ဘူးလို့ပြောလိုက်အဲဒီလိုအမျိုးမျိုးနောက်ကနေစေခိုင်းနေကြတာနောက်ကနေအမျိုးမျိုးစေခိုင်းနေကြတာနောက်ကစေခိုင်းတဲ့မြတ်ရှိကမျက်စိကမြင်ပေအဲ့ဒါကိုငန်းစိုးတဲ့မရှိတဲ့အကောင်ကငန်းလို့ဆိုပြီးတော့ ထလုအဝိဇ္ဇာတဏံလုတ်သည်မြငံလုတ်သည်လို့ထင်တာပဲအဝိဇ္ဇာတဏံဆွေးသည်မြငံဆွေးသည်လို့ထင်တာပဲတကယ်တော့ယောဂီတော်ခန္ဓာကိုယ်ကြီးကအဝိဇ္ဇာကောင်တဏံကောင်ဥပါဒံကောင်အဝိဇ္ဇာတဏံဥပါဒံကောင်တွေ တို့ပဲဥစည်းပြီးလုံနေတာတို့ပဲလာနေတယ်တို့ပဲသွားလာနေတယ်စားတော့နေတယ်တက်မဲ့နေတယ်တို့ပဲလှုပ်ရှားနေကြတယ်ခရုခွန်ထဲမှာတခြားတကောင်ဝင်ရောက်ဆွတ်ဖက်ပြီးတော့နေတယ်လို့ပေါ့ ယောဂီတို့သေရှာမြေလုံးထည်အာယုံဖြစ်မှမြင်အောင်ကြည့်သေရှာသိအောင်ရှုသေရှာမြင်အောင်ရှု ဝိဇ္ဇာတဏဥပါဒံတွေထိမ့်ချုပ်ခံထားရတဲ့မျက်စိမြင်သမျှအကောင်းမထွက်နိုင်ဘူးအဝိဇ္ဇာတဏဥပါဒံတွေထိမ့်ချုပ်ခံထားရတဲ့နာကြာသမျှအကောင်းမဖြစ်နိုင်ဘူးတဏမာနတ္တိတိုးပွားရေးအတွက်သာဖြစ်နေလိမ့်မယ်အဝိဇ္ဇာတဏ္ဏဥပါဒံထိမ့်ချုပ်ခံထားရတဲ့ပါဇာ ယတသီလိုက်တမြလောဘတက်ဖို့ပဲဖြစ်သွားတယ်ဒေါသဖြစ်ဖို့ပဲဖြစ်သွားတယ်အဝိဇ္ဇတဏံဥပါဒံထိရောက်ခန္ဓာရတဲ့ကိုအတွေ့အထိလောဘဒေါသတိုးပွားဖို့ပဲရှိတယ်အဝိဇ္ဇတဏံကံထိရောက်ခန္ဓာရတဲ့စိတ်မြန်အတွေ့မြန်လောဘဒေါသဖြစ်ဖို့ပဲရှိတယ် မျက်စိကိုအကြောင်းပြုလို့ဖြစ်မှာပေါ့နာကိုအကြောင်းပြုလို့အတွေ့အထိကိုအကြောင်းပြုလို့အတွေ့ကိုအကြောင်းပြုလို့ဖြစ်တော့မှာအဲ့ဒီလိုဖြစ်ပေါ်နေကြခြင်းဒီလေယောဂီတို့လုံနေတာမဟုတ်ဒီတဘာဝတရားကဒီလိုဖြစ်တတ်သကိုလို့ကြည်ယုံပဲကြည်တဲ့ခမ်းမလေးကိုယ်နဲ့မဆိုင်သလိုကြည်ကိုယ်နဲ့မပတ်သက်သလိုကြည် ကိုယ်နဲ့မဆိုင်သလိုကိုယ်နဲ့မပတ်သက်သလိုကြည့်ပေးပါသူတို့လောက်သမြလောဘမပါစေနဲ့ဒေါသမပါစေနဲ့မတိဝေလေမနေနဲ့ တိလေတိရမေသောသောလောဘဒေါသစိတ်မပါစေနဲ့။ဩဒီတဘာဝတရားတွေဒီလောဘယောလံလို့ယောဂီတို့သိရပါမယ်။ယခုဖြစ်ပေါ်နေသမျှယောဂီတို့ရဲ့လုံလပယောကတည်တည်လေးတော့မပါဘူး။ အဲ့ဒီလိုယောဂီတို့ရှုမှတ်ပွားများအထောက်နေရမယ်တခါတခါကိုခန္ဓာကိုရှု တခါတခါသူတော်ဘာရဲ့ခန္ဓာကိုကိုရှုအဲ့ဒီလိုဂျိန်ဖန်များစွာရှုမှတ်ပွားများအထောက်နေကြရပါမယ်ဘုံတော်ကိုနိုင်စင်ကမှပြန်လေးဆက်တင်ပါမယ်